အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါလို့ဒီညကနေပြီးတော့စွန်မောင်းကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ဒီနေ့ညမှာတော့ကျွန်တော်တို့ဒီနေ့ညညနေပဲဘောနော်ကျွန်တော်ဒါလက်ရှိမှာစိတ်ဝင်စားဖို့ကောင်းနေတာကျွန်တော်အကြောင်းအရာလေးတစ်ခုကျွန်တော်ဆွေးနွေးခြင်းနဲ့ဘောနော်အဲ့ဒါကလက်ရှိမှာဒါအာနီစတော့နေနေတာကျွန်တော်တို့မနေ့ပြန်ကံပွဲပွဲမတိုင်ခင်သူ့အနေနဲ့ဒါကျွန်တော်တို့ သူတို့တရင်စာရှင်လင်းပွဲနဲ့ပတ်သက်ပြီးသူတာပြောခဲ့ဆိုခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။ဒီပြောရဲဆိုတဲ့ဇာကားမှာဒါကျွန်တော်အခုလက်ရှိဒီပြရတဲ့မှာပေါ့နော်ကျွန်တော် personal ထဲမှာသဘောကျရတဲ့မှာအာနီစလော့ထဲမှာပါတယ်။ဘာလို့လဲဒီဘက်ကပွင့်လင်းနေဂွင်ဂွင်ကော့ကွတ်ဖြစ်တယ်။ဒါကျွန်တော်တို့သွားကျင်တဲ့ point ကိုလူလာဖြစ်တယ်။ပြီးတော့သူ့အနေနဲ့ဒါ at least ဗျာ honest ဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်။လက်ရှိမှာဒါကျွန်တော်ဒီပြရတဲ့မှာကျွန်တော် personally သဘောကျရင်ဒီပြရတဲ့ကတက်ရောက်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်။အဲ့တော့ပြဿနာကြည့်ပဲဆိုရင်အာနီစလော့အနေနဲ့မှမမယ်ရ စပါခေါ်ယူမယ်တော့ကတော့မှကျွန်တော်အညောင်အညောင်ဖြစ်နေတယ်မှာဘာခုလည်းမှစပါမခေါ်ယူခင်းနေတဲ့ကျွန်တော်နှိပြရတယ်မှာနှမျောရတယ်မှာပါတယ်ဘောနော်အထပ်ပါတပ်ပါလက်ချင်မှာဒါကအဲ့တော့အာရစ်လိုအနေနဲ့ဒါကျွန်တော်တို့ရှေ့ PSG နဲ့ပွဲစဉ်မှာပတ်သက်ပြီးဒါကျွန်တော်တို့ဒါတော့အနိုင်ပွဲပဲကျွန်တော်တို့သတင်းစာရှင်းလင်းပွဲမှာသူ့ကိုမိကြတယ်ဗောအာရစ်လိုအနေနဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးဒါကျွန်တော်လက်ကြီးဖြစ်တယ်လို့ခန်စားခဲ့အဲ့အဲ့ PSG နဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ကန်ကောင်းတယ်လို့ခန်စားခဲ့ရလားဆိုပြီးဒါကျွန်တော်တို့အာရစ်လိုကိုဒါကျွန်တော်တို့သူ့ရဲ့အဲ အင်တာဗျူးသမားတွေကဝိုင်းပေးခဲ့တယ်ပေါ့နော်ဒီနေရာမှာဒါပွန့်ပွန့်လင်းလင်းပြောလာတဲ့အထားသူ့အနေနဲ့ဒါကျွန်တော်နင်းနေလိကန်ခုံခဲ့တာမဟုတ်ဘူးလေအများကြီးအများကြီးအများကြီးကန်ကောင်းခဲ့တယ်ဒါပေမဲ့သူ့ရဲ့နောက်တဲ့စာချုပ်တစ်ချောင်းကျွန်တော်လေးသဘောကျရတယ်မပါဘူး Michael Jordan ပြောလာဟို Michael Jordan ပြောထားခဲ့တယ်လို့ပဲပေါ့နော်ကျွန်တော်တို့ The harder you work the bigger leg you have ပေါ့နော်ဒါကျွန်တော်တို့ များများကြိုးစားလေးလေကံများများကောင်းလေဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့ကျွန်တော်တို့ငငယ်လေးကတည်းကကျွန်တော်အဖေကျွန်တော်ကိုအများကြီးပြောတဲ့လူရှယ်အများစကားတွေအများကြီးပြောတဲ့နေရာမှာတိတ်တဘောကြတဲ့နေရာပါတယ်ဘောနော်အဲ့ဒီစကားကကျွန်တော်အဖေပြောတဲ့စကားတွေတော်တော်လေးကိုသွားတူတဲ့နေရာမှာပါတယ်ကံဆိုတာကတဲ့လူတွေ လုတ်ထားတဲ့အရာပေါ်မှာမူတည်ပြီးတော့အဲ့ဒီကန်ဆိုတဲ့အရာကဖြစ်လာခဲ့တာပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့မှာလီဗာပူးကန်ကောင်းတယ်ဆိုတဲ့အရာတွေအများကြီးရှိပါတယ်ဒါကျွန်တော်ဒါညင်းစရာမျိုးဒါလက်ရှိမှာကောင်းပါပဲ example ပြောရမယ်ဆိုရင်ဒါဒီနေ့မှာဒါလီဗာပူးသင်းနေတာကျွန်တော်ကာရာဘောရဲ့ final မှာဒါကျွန်တော်တို့အလက်ဇန္ဒားအီဆက်တို့ဒါကျွန်တော်တို့အလက်ဇန္ဒားအီဆက်တာမဟုတ်ပါတော့လက်ရှိမှာဒါအန်တိုနီဂေါ်ဒန်တို့ဒါ seven board man တို့မပါတဲ့ newcastle united တို့ရဲ့ကာရာဘောကိုတွေးဖို့ရှိတယ် ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်ခုနကလက်ရှိမှာ Liverpool အသင်းနေနဲ့အခုလက်ရှိမှာဒါ Arsenal အသင်းကိုဒါကန်ကောင်းလို့15မှတ်ဒါကျွန်တော်တို့ဖြတ်ထားတယ်ဆိုတဲ့အတန်နေထွက်လာရတယ်မှာပေါ့ဒါပေမဲ့ဒီနေရာမှာဗျကျွန်တော်အဖေပဲပြောတဲ့စကားတစ်ခုပဲအမြင်နဲ့ပြောနေကြစကားတစ်ခုပဲပေါ့နော်လူတွေကဗျအမြင်နဲ့ထီပေါက်ချင်တယ်ထီပေါက်တဲ့လူတွေကလည်းအမြင်နဲ့ကန်ကောင်းတဲ့လူတွေလို့ပဲမြင်တယ်ဒါပေမဲ့ထီပေါက်ချင် at least တော့ခမထီထိုးရတယ်လူတွေကထီမထိုးမင်းနဲ့ထီပေါက်တယ်ဆိုတဲ့အရာဘယ်တော့မှဖြစ်လာနိုင်ဘူးကျွန်တော်တို့ကခမည်းအနေနဲ့ဒါလမ်းမေးမှာကောက်ရတဲ့ထီလက်မှတ်ကိုလိုချင်တယ်ဆိုတော့အဲ့လမ်းပေးကိုခမည်းလမ်းလျှောက် ောက်ပြီးသွားမယ်။ဘယ်ရမစိုးထီပေါက်ရှင်လဲဆိုတော့ခမရအနေနဲ့ခမရအဲ့ထီလက်မှတ်ကိုဝယ်မဲ့ပတ်စံကိုခမရလှုပ်တစ်ခုလှုပ်ဒါမှမဟုတ်ခမရတရက်တရက်စီရအောင်ကျွန်တော် effort တစ်ခုလှုပ်ပြီးအဲ့ပတ်စံကိုရှာပတ်စံရှာပြီးဒါကျွန်တော်ထီပေါက်လှုပ်ရတယ်မှာပါတယ်။အဲ့တော့တော့ကမပြင်စမ်းကြည့်မယ်ဆိုဘယ်ရမှလက်ကားမရအောင်ကန်ဆိုတဲ့အမလက်ရှိမှာကုနာလက်ရှိမှာကာရာဘောင်းဖိုင်နယ်မှာလက်ရှိမှာလစ်ဗာပူးသင်းကနျူကာဆယ်နဲ့တွေ့ရချိန်မှာတွေ့ရမယ်ကစားသမားတွေနဲ့ကန်ကောင်းတယ်ဆိုရင်လစ်ဗာပူးသင်းလိုဒါကန်ကောင်းခြင်းအဓိကဒါကြောင့်တစ်လုံးနဲ့ပြောလို့ဒါကာရာဘောင်းဖိုင်နယ်ကိုတက်ဖို့လိုလိမ့်မယ် အဖြစ်ရရှိရှိလေးအခုလက်ရှိမှာဒါကျွန်တော်တို့သူများရည်နေတာဟာတမပြောကြရဟာလီဗာပူးကလက်ရှိတာကာရာဘောဖိုင်နယ်မှာနျူကာဆယ်တွေ့တဲ့အချိန်မှာကံကောင်းတယ်အခုချိန်မှာအခုပွင့်လင်းပြောမှာဆိုကာရာဘောဖိုင်နယ်ကိုရောက်တာလီဗာပူးကိုရင်ဖြစ်တယ်အရေးကြီးဆုံးကလီဗာပူးအသင်းနေနဲ့ဒါနျူကာဆယ်နဲ့တွေ့တာဖိုင်နယ်မှာကံကောင်းတယ်ဆိုတော့ဖိုင်နယ်ရောက်လို့ကံကောင်းနေတာဖြစ်တယ်အဖြစ်ရရှိလားဒါကိုတော့ဘာလို့ပဲကံကောင်းတယ်လက်ခံတယ်ဒါပေမဲ့ကံကောင်းခြင်းဖိုင်နယ်ရင်ရောက်အောင်လို့ကျေပိုးခြင်းသဘောသဘောပေါက်လာအဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့လက်ရှိကျွန်တော်ဒါ personally ကလင်ဘူပရိသတ်တချို့ကျွန်တော်တွေ့ရတယ်မှာပေါ့အဲ့ဒါခုနကသူတို့အနေနဲ့ကျွန်တော်လည်းနားလည်လို့ရပါတယ်ဘာလို့အသက်သက်သင်းကဒါကျွန်တော်တောက်လျှောက်တာကျွန်တော်တို့ဟိုလှပတဲ့ကစားကွက်တွေနဲ့ဆော့လာတဲ့အနေထားတည်းရဲ့အနေနဲ့ဂျန်ဂျန် club လို့ဒါကျွန်တော်တို့လုံးဝ genius တယောက်ရဲ့လက်အောက်မှာထွက်လာခဲ့တဲ့အနေထားပဲတခါကျရင် pragmatic approach ကိုဒါကျွန်တော်နီးပြတယ်ကိုပေါ်ရကြပါမကြောက်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောချင်တာက ။တခါကြရင်ပြကာလန်ဒီတန်ကိုလိုက်ပြီးတော့ဒါကျွန်တော်တို့ဟိုပြိုင်ဖို့နော်။တခါကြရင်ပြခင်ဗျာပြောတယ်ခင်ဗျာ try ကြည့်မှုတယ်မလား။ကျွန်တော်တို့ဟိုတခါကြရင်ခင်ဗျာနိုင်သေးတယ်ဟိုနိုင်ကြည့်ရင်ဟိုပြောမှာဆိုပြပို့ဆောက်ကျင်းမရုပ်ပဲနဲ့နိုင်ဖို့အရေးကြီးတယ်နိုင်ဖို့အရေးကြီးတယ်ဟုတ်လားဘောတော့ပဲဒါကောစစ်ပွဲတွေမှာဆိုတော့အမြဲလို့ခင်ဗျာဥပမာတစ်ချိန်လုံးရှေ့ဖွင့်ပြီးအကောဘောတိုက်စစ်ဖွင့်ပြီးတိုက်ရလို့မရတာဟုတ်တယ်မလားခင်ဗျာဆန်စူရဲ့ out of war မှာတစ်ချိန်လုံးတိုက်စစ်ဖွင့်ပြီးတိုက်နေတဲ့ဥစ္စာဆိုတော့အမြဲနဲ့ရှုံးနေတယ်မှာပါတယ် gang kiss ခံလို့ကောင်းလာပါတယ်ဆိုစစ်သူကြီးတော်မှာတစ်ခါကျရင်နောက်ကနေပတ်တိုင်တိုက်ရတာပဲခင်ဗျာ ဟုတ်တယ်မလားပြောချင်တာအဲ့တော့တခါကြရပြခုနကလဘပရိသတ်တွေနဲ့ကျွန်တော်နားလေတွေ့ရဟုတ်တယ်ဂျာဂျန်ကလော့လက်ထံမှာတော့ငါ့ဘာလို့ပဲဒီလိုမျိုး ugly win တွေကိုတောင်းတောင်းမတွေ့ဘူးကျွန်တော်လည်းဟုတ်တယ်ဗျတကယ်လည်းမတွေ့ဘူးဒါပေမဲ့တခါကြရပြဟို PSG ရဲ့လက်ရှိလက်ရှိကျွန်တော် Champions League မှာလက်ရှိတိုက်စစ်အကောင်းဆုံးသောအသင်းသင်းကို PSG လိုအိမ်ဝင်းမှာဒါကျွန်တော်ဖိပိတ်ဆော့ပြီးတော့ဒါကျွန်တော်သုံးမဲ့ရလာတယ်ဆိုတော့ immediate မှာ တန်ဖိုးရှိတဲ့သုံးမှာဒါပေမဲ့ခုနကချွတ်ကြလဲပြောရတယ်ကျွန်တော်ဒီနေရာမှာတော့တချို့ဥစ္စာကျွန်တော်လက်မခံတဲ့ဥစ္စာရှိတယ်ဒါကျွန်တော်ခမောင်းနဲ့အမြင်အများကြီးတကွယ်ဘာလူတယောက်လူတယောက်အမြင်တစ်မျိုးဆိုအမြင်နဲ့ရှင်ဒါပေမဲ့ကျွန်တော်ဒီနေရာကျွန်တော်နားမလည်တာလစ်ဗာပူးဒီနှစ်တစ်နှစ်လုံးမှာကစားကွက်ကောင်းလာခဲ့တာပဲဗျာကျွန်တော်အခုလက်ရှိ PSG လို့ပွဲတိုင်းကိုဒီလိုမဆော့လာခဲ့တာမို့လားလစ်ဗာပူးကဟုတ်တယ်မလားလစ်ဗာပူးတင်းတယ်ဒီလို PSG ပွဲကဒီတိုင်းဆော့ဒီလိုမျိုးကြီးပဲပွဲတိုင်းဆော့လာခဲ့တာမဟုတ်ဘဲနဲ့ဘာလို့ဒီပွဲလေးဒီလိုမျိုးတစ်ခါတော့လုံးမိနေတယ်အတိပြောကြတယ်ကျွန်တော်နားမလည်ဟုတ်တယ်လစ်ဗာပူး identity ပျောက်မှာဆိုးလာတစ်ခါကျရင်မဟုတ်ဘူးဗျာဥမာခမောင်းလစ်ဗာပူး identity ကအလက်ရှိမှာကျွန်တော် မတို့ပုံမွေလေးလေးမျိုးမယ်လီဗာပူးကိုလက်ရှိမှာချန်ပီယံလိဖိုင်နယ်မှာရီယယ်မက်ဒရစ်တို့မှအကွက်နဲ့ဆော်ပြီးဖလားယူလာလိုချင်လားခမရနေလဲလှလိုချင်လားလက်ရှိမှာအမှန်တမ်းပြောတော့လီဗာပူးဆိုတာလက်ရှိပရီးမီယာလိမှာချန်ပီယံလိအများဆုံးကလပ်တွေတဲ့ခုဒါပေမဲ့ခမရမိုဆာလာတို့ဒဏ်ရာရသွားတဲ့အချိန်ကျွန်တော်လက်ရှိမှာလီဗာပူးတင်းနဲ့ချန်ရီယယ်မက်ဒရစ်နဲ့ဒါချန်ပီယံလိဖိုင်နယ်မှာတွေ့တဲ့အချိန်တိုင်းမှာရီယယ်မက်ဒရစ်ကလီဗာပူးတင်းအတွက်ပိုကောင်းတဲ့အသင်းဆိုတဲ့လီဗာပူးအသင်းကိုရီယယ်မက်ဒရစ်အသင်းကဒါခန်းစစ်ကောင်းကောင်းနဲ့ဆော့ပြသွားတဲ့နေရာမှာပါတယ်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တယ်တခါညံ့ရင်ပြခုနကပြောလို့ပဲ trophy matter ဗျာဒီလား trophy matter အခုလက်ရှိမှာခင်ဗျားကျွန်တော်တစ်ခါပြောပြမယ်ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့တိုက်စစ်မှုနံပါတ်တွေပြောပြီးဆို Harry Kane နံပါတ်ကိုတော်တော်လို့အထည့်မပြောဘူးခင်ဗျားနာမည်ဗျာဘာလို့ဆို Harry Kane နံပါတ်ထည့်မပြောဒီလား super player မရှိလို့ခင်ဗျားဘုရားစုစုဖလားမရှိလို့ဘကဘောဘကောဒုစတိုက်စမှုကလည်းရှိမှာခင်ဗျာထည့်ပြောလီဝန်ဒေါစကီလို့ပြောပြအကဲအခုချိန်မှာဒါခုနကပြောလီဝန်ဒေါစကီလို့ဒါကျွန်တော်တို့စူဖလာတွေဒါဟယ်ရီကိန်းရတာခင်မဆိုအခုချိန်မှာဒါလူတော်တော်များများပြဆပါမှာဟယ်ရီကိန်းဆော့ခဲ့တဲ့တိုင်မှာဘာဖလားမှမရှိတဲ့ကြောင့်မဒီအသင်းကနေပြီးတော့ ဟိုတခါကျရင်ပြန်ကုန်းကပြောချင်တာကစူဖလားဆိုလူတယ် reality မှာစူဖလားဆိုအများကြီးလူတယ်လူစူဖလားဆိုတဲ့ဥစ္စာကခမခမကလာကွက်ဘလောက်လလတခါကျရင် unique result တည်လားဆောင်းဝေးဘုံမှာဖြည်နိုင်တော့ဆောင်းဝေးဘုံမှာခမဖြည်နိုင်တာလူချင်တာဆောင်းဝေးဘုံမှာခမအောင်တာလူချင်တာလားတခါကြရင်ပြန်ကုန်းကပြောလို့ပဲဦးလေဘပိတ်တက်တွေလည်းဒါကုန်းကပြောလို့ပဲဒါပုံမှန်လေးပြောဆိုဦးကိုယ့်ရဲ့အသင်ကစားပုံလည်းတလှတယ်အောင်မြင်မှုလည်းဒါတွက်တွဲပြီးပါလာတဲ့ကြောင့်ဒါကုန်းကပြောလို့ပဲတခါကြရင်လေကို့ လက်ရှိမှာ9တင့်တဲ့ဥစ္စာကိုမိသွားတယ်ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်ခုနကပြည်သက်နေနဲ့နားလည်လို့ပြောတော့ beautiful football တစ်ချိန်လုံးမြင်လာတဲ့တသင်းနေနဲ့လက်ရှိမှာဒါအာကလိဝင်ဖြစ်တဲ့ချိန်မှာသူလက်မခံနိုင်ဘူးဒါနားလည်လို့ရဟုတ်တယ်ဖြစ်နိုင်တယ်ဒါပေမဲ့ liverpool ကဒါမျိုးပဲတော်တော်လုံးဆော့လာပါအာနီဆိုအနေနဲ့လက်ရှိမှာဒါကျွန်တော်ကင်လာတဲ့ရာသီဒီချိန်ရောက်လာပြီခင်ဗျအာနီဆိုကင်ထားတဲ့ဆော့ထားမှာကျွန်တော် spa ကိုဗျာကျွန်တော်အာနီဆိုတော့ဒါကျွန်တော်တို့4-1ဆိုရရတယ် caravao တိတ်သွားချင်ပါတယ်ကျွန်တော်ဘာမှလုပ်လို့မရအောင်ကောက်လိုက်တာမှ liverpool မှုန်းနေတာပဲအဲ့တော့တပွဲလောက်မကောင်းတာဘာလို့ ကြည့်အသေးကြီးတွေပြောနေကြပါကျွန်တော်တို့ကိုယ့်ရဲ့နီးပြအစိုးဆုံးကလက်ရှိမှာအာနီစလော့အခုလက်ရှိမှာဝေဖန်နေတာက lip general ပြည်သက်တွေဝေဖန်တာမဟုတ်ဘူး liverpool ပြည်သက်တွေကိုယ်တိုင်အာနီစလော့ကိုပြန်ဝေဖန်ကျွန်တော်ပို့ပြီးအထောက်ကြည့်ပြီးပို့ပြီးတော့တမျိုးပြစ်မိတယ်ဗျသူများတွေဝေဖန်နေဆိုရင်တော့တမျိုးပဲသိလားအခု liverpool ပြည်သက်တွေကိုယ်တိုင်ဝေဖန်နေဆိုဟာအဲ့ဒါမှဒီဟာကြီးငါတို့မကြဟုတ်တယ်မကြိုက်တာတော့ပြောပိုင်ခွင့်ရှိဘူးလေဒါပေမဲ့ why ကနဘူတော့အမြင်နဲ့ liverpool liverpool ကစားနာမှုတာဒါကျွန်တော်လက်ရှိမှာဒီနှစ်မှာဒီလောက်တိ liverpool တိုင်ပတ်ခဲ့တယ်ဒီတပွဲပဲရှိရကျွန်တော်နည်းမြင်မိတယ်မှာပါတယ်ဗောနော်ခမရဗျာတခါကျရင်ကျွန်တော်ကနဘူ liverpool ကိုအာကလပ်ရဲ့လက်ထပ်မှာမှာအက်စတန်ဗလာကိုသိမျိုးဝင်တယ်ကျွန်တော်ဂိုးပြတ်ရှုံးခဲ့တဲ့ movement အနေတော့ရှိခဲ့သေးတာပဲဟုတ်တယ်မလားတခါကျခုနကပြောလို့ပဲကျွန်တော်ကဟိုအာဂလီဝင်လဲဝင်ဖြစ်ဖို့ရေးကြီးရကျွန်တော်နည်းမြင်တယ်တခါကျခုနကပြောလို့ပဲ trophy make you talk ပြအမှန်တမ်းပြောဘာကျွန်တော်တို့တင်ကျွန်တော်တို့ခုဖလားမရတာကျွန်တော်နည်းနည်းဆရာကျွန်တော်ဘဒူးနဲ့မှကျွန်တော်စကားပြောလို့မရဟုတ်တယ်မလားအပြည့်ရတာပဲ city အသင်းကခုလက်ရှိမှာစကားပါလို့ပြောလို့ရတယ် စကားတွေမဲ့ဟိုဖလားတွေအများကြီးရတယ်အဲ့တော့တကယ်ပြချင်းရစပါးနဲ့ရင်တော့ဖလားတွေရခဲ့ဘူးတာပဲစီဒီသင်းနဲ့ပြချင်းရှိမယ်စပါးနဲ့ဖလို CD နဲ့ဖလားဆိုတာအရေးအတွက်ကတိတ်กว่าတဲ့အနေထားမှာမရှိတာမဟုတ်ဘူးဒါပေမဲ့ခုနကပြောတယ်တကယ်ခုချင်းမှာကျွန်တော် CD နဲ့စကားပြောလို့ဘာလို့ CD ကခုလက်ရှိမှာကျွန်တော်အောင်မြင်မှုတွေပူရထားတဲ့တဲ့မလို့အဲ့တော့တခါကြရင်ပြ sometime reserve matter တိခုနကပြောတယ်ဆံမွေးဘွက်ခမားဖြီးနိုင်တာလိုချင်တာလားခုနကပြောတယ်အောင်မက်လိုချင်တာလားအဓိကဒီညမှာသွားရမယ်တော့ဒါခါကျရင်ခုနပြောသူပဲစာမေးပွဲကိုအမြင်နဲ့ဖြေနိုင်စရာမလိုအောက်မက်ရဖို့ပဲလူတွေ movement နေရှိရတယ်ဒါပဲ အဲ့တော့ပေါ်လုံးပွဲတွေကိုကြည့်ရှုကြနေတယ်ဆိုရင်တော့ Youth Sport Media 3.0တွေနဲ့ TV4 တို့မှာကြည့်ရလို့ဆိုတော့ပေါ့ကူညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment နေတဲ့မှာလည်း Youth Sport Media 3.0တွေနဲ့ TV4 ရဲ့ link တွေကိုထည့်ပေးထားကြကြောက်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ပြမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တော့ကုန်ပြီပါဗျာအားလုံးကြိုးတူပါတယ်ကျွန်တော်နောက်မှ AA စစ်စစ်တွေ့ကြရပေါ့ကျွန်တော်တော့ကုန်ပြီပါဗျာ D4 ပါဗျာ